အလုံးမင်္ဂလာပါတပီတော့ဒီစာကိုထည့်ရပဲပေါ့နော်အဲဒီစာကိုဖတ်ဖို့ပဲအရေးချထားပါတယ်ဘယ်လိုလုပ်ရလဲဆိုတော့ဒီထဲမှာကောင်းစင်တွေကအာဖက်ရကောင်းတယ်ပြီးတော့တွေ့ရတဲ့အရတပိုင်းကလည်းအရင်ကောင်းတယ်ပေါ့နော်ဆိုဒီထဲမှာကြည့်ရှိနေတဲ့နောက်ထပ်ကောင်းစင်တွေတစ်ခုကိုအရေးချထားပါတယ်အဲ့ဒါကတော့လက်ဖက်ရည်ဆိုင်နှစ်ဇက်ကောင်များလို့အမည်ရပါတယ်ဒါဆိုရင်အဲ့ဒီလက်ဖက်ရည်ဆိုင်ဟာရောပါပါလို့လေနောက်ပြီးအဲ့ဒီဇက်ကောင်ကဘာအကြောင်းဖြစ်မလဲဆိုတော့လက်ထောင်ကြည့်ပါမယ် ်စာရေးဆရာလော်ရှိ၏ Tea House တင်နှစ်ပေါင်း90ခန့်တည်ရှိသည့် Peking မြို့၏လက်ဖက်ရည်ဆိုင်ဒီဇိုင်းကိုနောက်ခံပြုထားသောနမီကျော်ပြဇက်တဘုတ်ဖြစ်ပြီးဇက်ကောင်ပေါင်း60ကျော်ပေါ်ဝင်သည်ဟုဆိုပါသည်လန်ကြားရဲကလက်ဖီရီဆိုင်လေးမူက25နှစ်တက်တန်းရှိသည့်ရန်ကုန်မြို့၏တခြားဆန်သောရက်ွက်ကလေးရှိတာမန်လက်ဖက်ရီဆိုင်လေးတစ်ဆိုင်ရတာဖြစ်ပြီးဇက်ကောင်အကြီးအကျယ်မှာ လောက်ရှိပြည့်ဆက်ဆက်ကောင်တို့ထက်အစာပေါင်းထောင်သောမှတ်ကပေါင်ဝင်နေထင်ပါသည်အဘဲကြောင့်ဆိုတော့သူဤဆက်ကောင်တို့သည်သူဤတောက်တော်သူ customer မှာဖြစ်တော်ကြောင့်ဖြစ်ပါသည်လူတယောက်ကိုပေါ်ပါလန်းဆက်သွားအောင်ရှော့ပြေးသွားအောင်လက်ဖိအဆိုင်ဒီဇိုင်းကမြင်မြတ်ဆန်းဆောင်ပေးနိုင်တယ်လို့ဆိုတော့ဘုရားဖြင့်တိတိကျကျပြောဖို့ရာခရင်ပါလိမ့်မယ် လူတယောက်ကိုတွင်ညိတော့အောင်ဘလောက်ဆက်ဆိုင်နေတယ်လဲဆိုတာကိုလည်းပြောဖို့ရတော်တော်ခင်းနေထင်ပါသေး။တို့တော့ကျွန်တော်ဒီမြောက်ဖြားမြို့ကလေးတို့ရောက်ရှိနေတော့အခါ၌ပင်လက်ဖက်ရည်ဆိုင်ကလေးကိုလွမ်းဆွတတ်တတ်ရတာနေခဲ့ပူပါသေး။တီချာရွက်ကွက်ကလေးတို့ကျွန်တော်ရောက်လာပြီးကာလအတန်ကြာတော့မှထိုလက်ဖက်ရည်ဆိုင်ကလေးနဲ့စုံစည်းနိုင်ခဲ့ခြင်းဖြစ်ပါသေး။ ယခုကလေးတည်းရှိလက်ဖက်ရည်ဆိုင်များစွာကိုဖျက်ဆီးပြီးတော့မှလည်းထိုလက်ဖက်ရည်ဆိုင်ကလေးကိုနှစ်လိုလာနိုင်ခဲ့ခြင်းပဲဖြစ်ပါသည်။လမ်းကြောင်းကလေးတစ်ခုကိုမေးတင်ထားခြင်းဖြစ်ပါသည်။အမိနာမဆိုင်ဖို့တစုံတရာကိုတခန်းတနာချိန်ဆထားခြင်းမရှိပါ။ ဥမင်နိုင်ငံတစ်ခုလိုကျင်းမြောင်းရသည့်အထက်ထိုင်ကုန်ကလေးများကလည်းဒူးချင်းတိုက်လို့မတက်ကျဉ်ကျုပ်လာပါသည်ကျွန်တော်ကမစ္စတာတီလဝဟုတိုးတိတ်စွာအမည်ပေးထားသည့်ဆိုင်ရှင်နှင့်သူ၏ဆိုင်ဝန်ထမ်းများကလည်းပြုံးတဲ့ရဲတဲ့မရှိဟုထင်ရလောက်အောင်ဆက်ဆံရေးကတည်တည်တင်းတင်းနိုင်လာပါသည်အကယ်၍တင်းဒီထူဆိုင်ကလေးတို့ပထမအချိန်သာပဲရောက်ခဲ့မှုဆိုရင်သဘောကျခြင်းနဲ့ဖွယ်ရာရှိလိမ့်မည်မထင်ပါကာလတစ်ခုအတွင်းသူတို့တဘာဝနဲ့အသားကျလာတော့မှသာလျှင်သဘောကျနှစ်သက်လာ ဖြစ်ပါသည်လက်ဖက်ရည်နှစ်ကြိမ်ထပ်မာတည်ဖို့မကြိုက်တဲ့ရင်သွေးစုကြိုက်ကြိုက်စုမှလက်ဖက်ခြောက်စုစိတ်တိုင်းကြနှက်ပြီးမှဖြော်တတ်သည်ဖြစ်ရာမရသေးဘူးလားမင်းလေသိတယ်ဘူးလားမပွင့်တဲ့ဝက်တုံ့ပြန်လေးရှိပြီးစိတ်တိုင်းကြမှလာချက်တတ်ပါသည်သူ၏လက်ဖက်ရည်ဆံကိုအထီးပေါင်းမခံလို့တော့တဘောနောင်မှနားလေရလာပါသည် မုံခွေးလာချပြီးခဏကြာနေဒါစားမှလာလို့သပွဲတို့ဒီပါလာမေးတတ်ဒီကိုလည်းကြုံရပါလိမ့်မယ်ခေါက်ခါပြလည်းပြန်ကြွတတ်ပြီးနောက်တခါမှလည်းလည်းပြန်လာချတတ်ပါသည်ရင်နှမ်းမခံလို့ကြောင်းဟုနာမနားလည်လာရပါသည်ပတ်ဝိုင်းအလယ်မှဆိုင်းဆရာတဦးကဲ့သို့ပကံဦးခွန်များအလယ်မှမစ္စတာတီလဝတီတဆိုင်လုံးကိုတောက်စီအောင်စီမံကုပေးနေခြင်းဖြစ်ရာ သူ၏အမိန့်ကိုတတူရမသိလိုက်နာသူရသူတို့အထဲတွင်တောက်တုံးသူတို့ပင်ပါဝင်နေကြတာထင်ရပါသည်။နက်နက်ဆက်တနာရီထိုးသည်နှင့်ဆိုင်တဲ့လူပနဲ့ရောက်ပဲကြံကြံတင်းပြစ်တတ်ပါသည်။ဒါသူ့မူဝဲဖြစ်ရာဇောရကတည်းလေရပါ။အလုတ်တော်ကိုလည်းရှိသေးတာပဲလေဟုနောင်မဖြေသိမ့်ခြင်းနဲ့လာနိုင်ခဲ့ပါသည်။ရှေ့နေလည်းမယားပကြီးဆရာလူဝကြီးမိသားစုဇီးစားကြောင့်သောဆရာဝန်နှင့်သူ၏အပေါင်းပါများကတ်တုံးဆရာဘာသာပြန်ဆရာနှင့်ရေနွေးကျောင်းကိုတုံပစ်တယ်လို့တောက်နိုင်တော့ ဆိုင်ရဆရာတို့တို့လည်းဆိုင်ကလေးတိတ်သေးခိုင်မာလာတော့ဖောက်တဲ့ customer များဖြစ်ပါသည်တိုင်းနိုင်ငံငယ်လေးတစ်ခုအတွင်းမိတင်းနေထိုင်ကြရသလိုရင်းချာမြှူထွေးကြကြသူမှလည်းဆိုင်ကလေးထူးခြားသောအချက်ပဲဖြစ်တယ်များပါသည်လမ်းကြားတွေကလက်ဖြစ်ရဆိုင်လေးကိုနမိတ်ပုံပြုသောအစီတစ်ပုဒ်ကျွန်တော်ရေးခဲ့ပူပါသည်မဂ္ဂဇင်း၌ပုံလေးပေါ်ပြကဇန်နီရဲ့များကကာတွန်းဆရာနဲ့ပါတာပြဆရာတို့တီထိုစာမူအားမစ္စတာတီလဝဖမိမာကို ဆိုးရွံ့နေခဲ့ကြပါသည်မျက်နာပူနေခဲ့ကြပါသည်တီတီတင်းတင်းနိုင်လာသောသူတို့၏ဆက်ဆံရေးကိုဝေဖန်ချက်များပါရှိတော်ကြောင်းဖြစ်ပါသည်တခုတော့နဲ့နဲ့ခင်း၌အဆောင်ပေါ်သောမဂ္ဂဇင်းကိုကင်ရက်ကျွန်တော်တို့ထိုင်ရာစပွဲပူလေးစီတို့ဦးတည်လာနေတော့လူကြီးတယောက်ကိုမြင်လိုက်ကြရပါတယ်။အဲ့ဒါတီလဝရဲ့အဖေအရီတာဦးကြီးပဲဟုကတော့ဆရာကအကန့်တူတူညွန်ညွန်နဲ့ပြောတော့အခါဘာသာပြန်လူထွားကြီးတွေခုပဲထားပြီးတော့မလို့ကြောက်ချေးပါနေခဲ့ပါသည်။ အရီတာအိုကြီးကဘာသာပြန်ဆရာကိုနဲ့နှချင်းဆိုင်လိုက်ပါတယ်။ဆရာကမောင်ရင်မလားဟုမေးလိုက်တော့အခါကျွန်တော်ကျွန်တော်မဟုတ်ဘူးတူတူဟုထိတ်ထိတ်ပြပြနဲ့ကျွန်တော်ကိုလက်ညှိုးထိုးပြပါသည်။အရီတာအိုကြီးဒီဆင်စစ်ရန်တွေ့ရလာခြင်းမဟုတ်ဆိုတာတကြတော့မှကျွန်တော်တို့အားလုံးရှင်းနိုင်ပြုံးနိုင်ခဲ့ကြပါသည်။ဒီလိုဆိုရင်လက်ပြေးဆိုင်ကလေးနဲ့ကျွန်တော်တို့ဒီကာလကြာမြင့်လာသည်နဲ့အမြနားလည်မှုအင်းချာနှွေးထွေးမှုများပိုရရရှိလာခဲ့သည်ထင်ရပါသည် ံရုံးစဉ်တွင်ကြီးလာခဲ့သည်ထင်ရပါသည်မနဲ့အိတ်ရာမှညှိုးထားသည်နှင့်တပြိုင်နက်တပြည့်ဆိုင်ထုတ်ဖို့ချင်းချဲရသည်မှာပွဲလန်းတဲ့တဲ့တစ်ခုတော့ချင်းချဲရသည်လို့ရင်ခုန်ဖို့ကောင်းလာပါသည်အနှစ်သာရဆိုတာအတွင်စရံထက်ပိုအရေးကြီးတာပဲဟုနားလည်တွင်ကြီးခဲ့ကြခြင်းလည်းဖြစ်ပါသည်တို့တော့တနေ့တော့အခါလက်ပြည့်ဆိုင်ကလေးရှင်တန်ရက်ဒီမှုကိုချင်းချောက်လာသည်အရေးအစင်တို့ ပေါ်ပေါက်လာခဲ့ပါသည်လက်ပိရည်ဆိုင်ကလေးအနိကဆုံနေရာ၌လက်ပိရည်ဆိုင်ဒီဇိုင်းတိဆောက်လာခြင်းပဲဖြစ်ပါသည်မြို့လေကောင်ရှိလက်ပိရည်ဆိုင်အုပ်စုကြီးတစ်ခု၏ဆိုင်ကိုဖြစ်သည်ဟုသိရပါသည်မြောက်ဖြားမြို့ကလေးသို့ကျွန်တော်ထွက်မလာမီကျွင်းသောနေ့ရက်တို့သည်လက်ပိရည်ဆိုင်ကလေးအတွက်စိုးရိမ်မကင်းဝင်နေ့ရက်များပဲဖြစ်ပါသည်လမ်းကြားကလေး၏တစ်ဖက်ကက်လျက်မြေခွက်ကြီးကိုဝဲယူ၍နေချင်းညာချင်းပေါ်ပေါက်လာသောအဆောက်အအုံကြီးကကျယ်လွင်ပြန့်ပြောလာပါသည် ထေဝါခန္ဓာလာပါသည်စားတောက်ခွေရတို့သည်လည်းစုံလင်များပြပါလိမ့်မည်သပွဲကလတ်ထိုင်းတို့လည်းတုပ်ပတ်တက်လွယ်ပါလိမ့်မည်ဆက်ဆံရေးကလည်းခိုးရီပြုံငါပါလိမ့်မည်ပြိုးပြက်တုပ်ပတ်တို့လက်ဖြစ်ဆိုင်ကြီးဒီဇိုင်းဒီဤနေရာတွင်တခန့်တနပေါ်ပေါက်လာပြီးနောက်မှုံမောဝဲလက်ဖြစ်ဆိုင်ကြီးဒီဇိုင်းကိုအချိန်ကာလအနည်းငယ်အတွင်းမှာပင်ဝါမျိုးသွားလိမ့်မည်ဟုတည်ထားသလောက်ရှိနေခဲ့ပါသည်ကျွန်တော်ဒီနောက်ဆန်တဲ့ငယ်ငယ်ဖြစ်မြောက်ပြားမျိုးကလေးစီထွက်လွဲခွာလာခဲ့ပါသည် လူဆိုဒီမှာအတွင်တရံကိုအနှစ်သာရထက်ပို၍ခုံမင်းတတ်သောသဘောရှိပါသည်တင်းငိမ်ငိမ်သက်တည်ကြည်ခြင်းထက်ရှင်မြူချိုးရှင်မြူလက်ခြင်းကိုပို၍စုံမတ်တတ်ပါသည်တင်းကုံမှထွက်သောနွားနုစစ်စစ်တစ်ခွက်ထက်လေးအေးဆက်တက်ခမ်းမအတွင်ကဖန်ခွက်လှလှကလေးတွေထဲ့ထားသည့်ရေရောနွားနုကိုပို၍တံပူးပေးခြင်းတတ်ပါသည်ဤကဝမီအတွင် ရေရောနှုတ်တွေကပုံများပါသည်လူပြင်းတွေကမျိုးပွားနှုတ်ပေါ်ပါသည်ကျွန်တော်ဒီလူပြင်းတို့ဤရွေးချယ်မှုကိုပဲတော့အခါကမှမယုံပဲပါ သူတို့ဒီခန္ဓာပြုတ်ပြက်ခြင်းဤဆွဲဆောင်မှုငယ်မှုကိုညီမြကြာရှည်ငင်းဆန်တောင့်ခံထားနိုင်ပါမည်နီနောက်တစ်ချိန်ကျွန်တော်ပြန်လာနိုင်ပြီအချိန်တွင်မှုံမှုံးဝဲလက်ဖြစ်ဆိုင်ကလေးတီရှိခဲ့တော်နေရာ၌တွေ့ရော၆တရောင်းလေးရဲ့ကြီးမြတ်ဖို့ဖို့တာရှိနေရောမျိုးဝမ်ပန်တနေဖြစ်နေခဲ့မိပါသည် ထိုနေရာကလေးသည်ခြုံတော့နဲ့နဲ့ခင်တို့၌ချစ်ခင်သောရောင်ရင်းတို့နှင့်အတူတကွဆုံစီရာနေရာကလေးဖြစ်ခဲ့ပါသည်။တယောက်အကြောင်းတယောက်သိသူတို့တယောက်မျက်နှာတယောက်ကြည့်နဲ့နီးကပ်နှွေးထွေးအပေးယူတည်ခဲ့သောနေရာကလေးဖြစ်ခဲ့သည်။ထုံထိုင်းသောအာယုံတို့နိုးတက်လာအောင်ပိတ်ဆို့သောစိတ်ကူးတို့လင်းပွင့်လာငွေဆက်ကြီးဆက်အနှဲငယ်များဖြင့်ဖလှယ်ရယူနိုင်သောနေရာကလေးဖြစ်ခဲ့သည်။ ပေးရသည့်အဖို့အခါတက်ပူတော်သည့်ဝန်ဆောင်မှုကိုတောင်းဆိုစရာမလိုပဲအပြစ်ရနိုင်သောနေရာကလေးဖြစ်ခဲ့သည်။ဒီအတွင်းနှင့်ပဲကျွန်တော်သည်မြောက်ဖြားမြို့ကလေးစီသို့နောက်ဆန်တင်းငင်ဖြင့်ထွက်လာခဲ့ရပါသည်။အဝေးပြင်ကားပေါ်မှဖြုတ်ခနဲကုန်ဆင်းလျက်တက္ကစီကားပေါ်တက်လိုက်ကလေးကရင်ထဲခုန်လင်းနေခဲ့ပြီဖြစ်ပါသည်။လက်ပီဆိုင်ကပဲစောင့်မယ်လေဟုတယ်လီဖုန်းထဲမှတုံ့ပြန်လိုက်သောကာတွန်းဆရာအားဘဲဆိုင်ကလည်းဟုမမေးရခဲ့။ ခမကြီးရဲ့တီလဝတ်ဆိုင်တော့မဟုတ်ဘူးပြန်ပြောမိဘူးမကြားနိုင်တော့ကြောင့်ဖြစ်ပါသည်ရောက်ပြမျိုးကလေး၌ကုန်လွန်ခဲ့သည့်6လခန့်ကာလအတွင်းကျွန်တော်သည်တိုက်မြိတ်ခြင်းတို့ကင်းစိတ်သွားရောမိလက်ဖက်ဆိုင်ကလေးကိုသာပဲမြင်အောင်နေမိခဲ့ပါသည်အဆုဆက်၅စီးလာတော့တက္ဆီကားလေးသည်စံချောင်းလာတာတို့မှ ခရီးတဲ့နှစ်ဦးကိုအလင်းလိုက်ပို့နေတဲ့ပြင်တိကျရက်ဘွက်ကလေးစီတို့တော်တော်နဲ့မရောက်နိုင်ခဲ့သည်မှာစိတ်မရှိခြင်းတရားနဲ့ကောင်းလာပါတော့သည်ဟော ကားကလေးဒီလမ်းညာပတ်စီတို့မြင်သာစွာချိုးကွဝင်လိုက်ပါနဲ့လမ်းမကြီးတစ်ဖက်ပေါ်မျက်နှာလှည့်နေတော့လက်ပိဆိုင်ကြီးကိုအလင်းမြင်လိုက်ရပါသည်မြင်နေကြမဟုတ်သောမျက်နှာတချို့ကိုဖြက်ကနေကြည့်လိုက်မိပါသည်ဒီလမ်းကြားထဲကလက်ပိဆိုင်ကြီးစီတို့စိတ်ကနေမျက်လုံးကြောက်သွားပါသည်ဟိုးကားစရာရက်တော့ဒီမှာလဲဆင်းတော့မယ် ခရီးဆောင်အိမ်ကိုဆင်းနဲ့ဖြက်ခနဲခုံဆင်းလိုက်တဲ့တပြိုင်နဲ့ကာတွန်းနဲ့ဘာသာပြန်လူလင်ကြီးနှစ်ယောက်ကလက်မြုပ်ပြတီကိုတွေ့ရသည်။ဥမြင်တစ်ခုလိုချင်းမြောင်းသည့်အခန်းကလေးတဲ့သို့ဝစ်ကြည့်လိုက်မိသည်။ဗကြီးဆရာလူဝကြီးမိသားစုရှင်နေလည်းများဆရာဝန်နဲ့မြင်းလေးချက်မျက်နှာများအလင်းလူအလင်းပိတ်တဲ့အလင်းလက်ဖက်ရည်ဆိုင်ကလေးစီကားမြင်တိုက်ညံ့ရင်ဥက္ကတ်တော်ဝင်ရဲ့ ။ပဝိုင်းလေးကဆိုင်ပြာလို့အလုပ်ရှုနေတော့မစ္စတာတီလဝတ်ဒီမပြုံးမရဲရှုတတီဖြင့်ကျွန်တော်ကိုတစ်ချက်မောကြည့်လိုက်ပြီးနောက်အချိန်အနည်းငယ်အတွင်းမှာပဲတောက်နေချာလက်ဖိတစ်ခါကရှေ့တက်တဲ့ရောက်လာသည်။ကျွန်တော်ဒီလေချောင်းလေးတို့စီးနှွေးဝင်သွားတော့လက်ဖိတောင်းကိုတာတွေတက်မှတ်စွာအရသာခံလိုက်မိသည်ကျွန်တော်ဒီအတွင်ပြန်ကိုအနှစ်သာရထက်ပို၍ခုံမြင်တတ်သောသူတို့၏တဘာဝကိုတန်တရားရှိခဲ့ပါသည် မျိုးပေါ်နှုတ်များလာတော်လူတိန်းတို့၏ရွေးချယ်မှုကိုပေသောအခါကမှမယုံကြည်ခဲ့ဟုဆိုခဲ့ပါသည်မဟုတ်ပါမဟုတ်ခဲ့ပါလွဲချော်မှားရင်းမှုတစ်ခုပဲဖြစ်ပါသည်ခမည်းကျွန်တော်နှင့်သူတို့အားလုံးလူပြင်းများဖြစ်ကောင်းဖြစ်နိုင်ပါသည်တို့ရတွင်ရွေးချယ်ခွင့်ရမည်ဆိုပါကဘယ်အရာကိုရွေးချယ်ရမည်ဆိုတာမသိနားမလည်နိုင်လောက်အောင်ဒီလူပြင်းလူမျက်မဟုတ်ခဲ့တာသိကြပါသည် တွက်ကျွန်တော်ကျင့်တတ်ပါသည်။နဗိဆိုင်ကလေးဒီဇိုင်းအတွက်မဟုတ်ပါအနာဂတ်အတွက်ဖြစ်ပါသည်။ရွှေအမြင့်တင်မဲ့ကစင်2010နိုဝင်ဘာလမှရေးခဲ့တဲ့ဆောင်းပါးဖြစ်ပါတယ်။ဆိုတော့အာတကယ်ဆိုရင်ဒီစာပိုက်ကိုဖတ်တာတာကဒုတိယအကျင့်ဖြစ်တယ်ပေါ့နော်။ပထမဆုံးဖတ်တော့ကသူပြောတဲ့ဆိုလိုရင်းကိုချက်ချင်းသဘောမပေါက်ဘူးเนาะ။ဒါကြောင့်မလို့ဒီစာပိုက်ကိုကြော်ထားခဲ့ပြီးမှအခုနောက်တစ်ချိန်ဖတ်မှအာဖတ်ပြလိုက်တာဖြစ်ပါတယ်။ ဆိုကိုယ့်ဟာကိုယ်ဖတ်နေနေနားမလည်နိုင်သေးတာဖြစ်တဲ့အတွက်ကြောင့်လို့ပေါ့နော်အခုကတော့နောက်နေ့တစ်ခေါက်အချိန်မှာတော့နည်းနည်းအဲတဘောပေါက်လာပြီလို့ပြောရမယ်ပေါ့နော်သူပြောသလိုပါဘယ်နာလေးလဲဆိုရင်သူသူဒီမှာပါတာကအနှစ်သာရဆိုတာအတွင်တရံထက်ပိုအရေးကြီးတာပဲဟုနားလည်မိတွေ့ခဲ့ခြင်းဖြစ်ပါသည်တခါလေကျွန်တော်တို့ဟိုဆွဲလန်းတဲ့အကြောင်းအရာကပေါ့နော်အဲထိုက်ပါတော့လူတစ်ယောက်ကိုဖြစ်မယ်ပေါ့နော်ဆွဲလန်းတဲ့အကြောင်းအရာက သူများအဲ့ဒီအမြင်တော့အော်ဒီလောက်ဒီလောက်ကိုကိုပြောသလောက်ကိုအဲဆွေးနွေးနိုင်သလောက်ကိုချစ်သလောက်ပေါ့နော်ပြန်မရတဲ့လူကိုမြန်ဘာဖြစ်လို့ဆွဲလန်းနေကြလဲဘာဖြစ်လို့ညှိတွေနေကြလဲဆိုတဲ့ဟာအကြောင်းအရာနဲ့အဲခိုင်နိုင်ကြည့်မြင်ပေါ့နော်ဆိုတော့ကာယကံရှင်မဟုတ်တဲ့အတွက်တစ်ဖက်လူရဲ့အဲကိုဘောကောင်းမှုကဘလို့လဲဆိုတာက ကာယကရှင်ကိုယ်တိုင်ပဲသိနေပေါ့နော်ဆိုတော့ဒီအကြောင်းအရာကိုဒီမှာပြောမယ်ဆိုရင်အနှစ်သာရဆိုတာအတွင်တန်ထက်ကိုအရေးကြီးတာပဲပေါ့အာအဲ့ဒီလူကကိုယ့်အတွက်ကောင်းမွန်နေတာကိုယ့်အတွက်အနှစ်သာရပဲတခြားလူအမြင်မှာတော့ဒီလူဟာကိုယ့်ဘောမှာမကောင်းမွန်ဘူးကိုယ့်ကိုနာကျင်အောင်လုပ်နေတယ်လို့အတွင်တန်အရာအဲ့ဒီလိုမြင်နိုင်တယ်ပေါ့နော်ဒါပေမဲ့ကိုယ့်အတွက်အနှစ်သာရကကောင်းမွန်နေတာဖြစ်တဲ့အတွက်အာဒါက ကိုကိုရဲ့ရွေးချယ်မှုနဲ့ကိုပေါ့နော်ကို့အတွက်ကောင်းမွန်နေလို့အဲ့ဒီလူကိုပဲအနှစ်သာရတစ်ခုဖြစ်ကောင်းမွန်စွာခံစားရတယ်ပေါ့နော်အဲ့ဒါကမြင်သာအောင်ရှင်းရှင်းလင်းလင်းပြအောင်ပေါ့နော်အာပြောပြလိုက်တာဖြစ်ပါတယ် so อืมအားလုံးကကို့ရွေးချယ်မှုနဲ့ကိုပဲဆိုတော့ကိုကျင့်တဲ့ကိုလက်ခံနိုင်ရယ်ဆိုရင်ရွေးချယ်မှုမှန်ကန်တယ်လို့ပြောလို့ရတယ်ပေါ့နော်နောက်ထပ်ဒီထဲမှာထပ်ပြီးတော့ပြောရမယ်ဆိုရင်ဒီပါလဲဆိုတော့က သူပြောရလူပြင်းတွေကမျိုးပွားနှုံးပိုတယ်ဆိုတာကဘာဖြစ်နိုင်မလဲဆိုရင်အာသူတို့မှာကသူတို့မှာခံစားမှုမရှိဘူးအနှစ်သာရတွေအသွင်သဏ္ဍာန်တွေဘာတွေခံစားမှုမရှိဘူးသူတို့ရဲ့ခံစားမှုကရုပ်ဝတ္ထုနောက်ကိုလိုက်တယ်ပြောလို့ရရပေါ့နော်အနှစ်သာရထက်အသွင်သဏ္ဍာန်ကိုဆွဲလန်းနေကြတဲ့လူတွေပေါ့ရုပ်ဝတ္ထုနောက်ကိုလိုက်တယ် ဆိုတော့အဲ့ဒါကလူတွေနေလို့ဟိုသူယုံကြည်ခဲ့တယ်ဒီဆိုင်ရေးဆရာက ထင်မြင်ခဲ့တယ်တန်လျာရှိခဲ့တယ်ပေါ့နောက်ပိုင်းမှာသူဒီလက်ဖက်ရည်ဆိုင်လေးကိုသူပြန်ရောက်တဲ့အခါမှာအာသူဘယ်လိုမျိုးတန်လျာမရှိခဲ့တော့ဘူးပေါ့နော်မြို့ပေါ်နောက်များလာတော့လူတွေတို့ရွေးချယ်မှုကိုဘယ်တော့အခါကမှမယုံကြည်ခဲ့ဘူးဆိုပေမဲ့မဟုတ်ပါဘူးတဲ့ဒါကလွဲချယ်မှိုင်းမှုတစ်ခုပဲဖြစ်တယ်သူ့ကိုသူပြန်သွင်းလိုက်တာက ရွေးချယ်ခွင့်ရမည်ဆိုတာကဘယ်အရာကိုရွေးချယ်ရမည်ဆိုတာမသိနာမလည်နိုင်လောက်အောင်ထိလူပြင်းလူမြင်မဟုတ်ခဲ့တာသိကြပါသည်တဲ့ဒါသူတို့ရဲ့ရွေးချယ်မှုကိုဒါချင်းနဲ့အားရခဲ့တဲ့အနေနဲ့ဒီဆိုင်ဆရာကရေးသားထားတယ်ပေါ့နော်ဆိုတော့သူကျင်းနေခဲ့တာကဒီလက်ဖိအဆိုင်ရဲ့အဆိုင်အတွက်လည်းမဟုတ်ဘူးအနာဂတ်အတွက်ဖြစ်ပါတယ်ဆိုဆိုကျွန်တော်တို့ယုံကြည်ရာယုံကြည်ရာရှောက်လန်းခဲ့တယ်အာကိုယ့်ရဲ့အဖြစ်အပျက်ကိုအကြောင်းအရာနဲ့ကိုပေါ့နော် အဲဘယ်အရာကိုရွေးချယ်ရမလဲဆိုတာမသိနားမလည်နိုင်လောက်အောင်ထိလူပြင်းလူညံ့မဟုတ်ခဲ့တာကိုသူကအာကျင့်တ်ကိုယူနေခဲ့တာဖြစ်တယ်ပေါ့နော်အဲဒီအနာဂတ်အတွက်ပဲဖြစ်ဖြစ်အဲအနာဂတ်လို့ပြောလိုက်ရင်ကိုယ့်ရဲ့တပိုင်းတစားအနာဂတ်လည်းဖြစ်စီနေမယ်ဒီလူမျိုးဒီနိုင်ငံဒီလူမျိုးလည်းဖြစ်ရှင်ဖြစ်မယ်ပေါ့ဒါကတော့ကိုကိုယ့်ရဲ့ရွေးချယ်ရတဲ့ကိုအတိုင်အဆရှိပါလိမ့်မယ်ဆိုတော့ဒီဟာလေးကိုနောက်တစ်ချိန်ဖလှယ်တဲ့ခါမှာကျင့်နေခဲ့ရပါတယ် အဖြစ်လို့လဲဆိုရင်ရွေးချယ်ခွင့်ရမည်ဆိုတာကဘယ်ရာကိုရွေးချယ်ရမည်ဆိုတာမသိနားမလည်နိုင်လောက်အောင်ထိလူပြင်းလူငယ်မဟုတ်ခဲ့တာသိကြပါသည်ဒီအတွက်ကျွန်တော်ရှင်းနေပါသည်ဆိုကျွန်မလည်းပဲရှင်းနေပါတယ်ဒီလူကိုဝဲဖြစ်ဖြစ်ဒီအရာကိုဝဲဖြစ်ဖြစ်ကိုရွေးချယ်ထားတဲ့အကြောင်းအရာပေါ်မှာရှင်းနေတယ်ကို့အတွက်ဘယ်ဟာကဘယ်ဟာကိုရွေးချယ်တင်လဲဆိုတော့ အကြောင်းအရာကိုနားလည်နေတာမဟုတ်လို့ဖြစ်ပါတယ်ဆိုတော့တခါလေမှာတခြားရွေးချယ်မှုတွေနဲ့ပတ်သက်ရင်တခြားသူရဲ့အတွင်းအပြင်တခြားသူရဲ့အတွေ့အမြင်တွေကိုကျွန်တော်တို့ဂရုစိုက်လို့မရဘူးဆိုတာကိုလည်းအဲခန်းစားမိလိုက်ရပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရွေးချယ်ရမယ့်အကြောင်းအရာကတယောက်နဲ့တယောက်ကမတူဘူး။တယောက်မြင်ရတဲ့အကြောင်းအရာနဲ့တယောက်ရင်ဆိုင်နေရတဲ့အကြောင်းအရာကမတူဘူးဖြစ်ပါတယ်။ဆိုတော့အားလုံးပဲဘယ်အရာကိုရွေးချယ်ရမလဲဆိုတာကို ဟိုဘယ်အရာကိုရွေးချယ်တင်လဲဆိုတော့မသိနားမလဲရအောင်ထိလူပြင်းလူညံ့နေမဟုတ်တော့ဘူးလို့မဟုတ်မဟုတ်ပါဘူးလို့အဲယုံကြည်ချင်ပါတယ်အလုံးပဲကိုယ့်ရဲ့ရွေးချယ်မှုနဲ့ကိုကောင်းမွန်တဲ့အဲဘဝအကောင်းမွန်တဲ့အဲပျော်ရှင်နှစ်သက်ခြင်းကိုရရှိနိုင်ကြပါစေအလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ကောင်းစဉ်ဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်